ဟယ်လိုအားလုံးပဲမင်္ဂလာပါမမစွန်ပါဒီနေ့ကတော့မမစွန်ကမန္တလေးမြို့ကိုရောက်ရင်စားဟုစားတင်တော့ဆိုင်6ဆိုင်အကြောင်းကို develop ထဲမှာရိုက်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မလို့စား အစားအစာကြိုက်တဲ့သူတွေဆိုရင်အဆုံးထိကြည့်ပေးကြပါအောင်နော်ဟယ်လိုအမဆွန်မဒီနေ့ရောအမဆွန်ကတီခိုင်လက်ရာဆိုတဲ့63လမ်း383ခုကြားမှာဖွင့်ထားတဲ့ဆိုင်မှာတွားစားမှာဖြစ်ပါတယ်ဒီဆိုင်ကတော့ရန်ကုန်မဟင်းကားကိုအဓိကရောင်းပြီးတော့နေ့လယ်ဘက်တွေဆိုရင်ကြာဆန်ဟင်းကားလေးရပါတယ်ကြာဆန်ဟင်းကားကတော့ကြက်ရိုးနဲ့ပေါ့နော်မန္တလေးစတိုင်လေးပါဒါကတော့ရန်ကုန်မဟင်းကားပါအမဆွန်ကတော့မဟင်းကားဆိုရင်ဘူးချော်နဲ့အိုးဘဲအူထည့်စားလေးရှိရပေါ့နော်အဲသူတို့ဆိုင်ရဲ့အဓိကမီနူကတော့ရန်ကုန်မဟင်းကားဖြစ်တယ်ပေါ့နော် မန္တလေးကမိုဟင်္ဂါဆိုင်နေအခုရောင်းသမျှဆိုင်နေထဲမှာဆိုရင်တီးခိုင်းလေးကမိုဟင်္ဂါရန်ကုန်မိုဟင်္ဂါကအရသာတော်တော်ရှိရလို့ပြောလို့ရတဲ့ထဲမှာပါရပေါ့နော်အခုတော်တော်ရောင်းနေတဲ့ထဲမှာဒါကတော့ငချင်းဥကျော်ပါငချင်းဥကျော်ကိုမိုဟင်္ဂါလေးတစ်ထည့်စားတာစစ်စင်နေတဲ့အရသာရှိပါတယ်ငဖေးရခိုင်တုတ်တော့အဟုရှာဘူးလို့လည်းရပါတယ်မုတ်ကျွေးတဲ့ကတော်တော်စားလို့ကောင်းတယ်နော်နှုတ်စိန်ထည့်ပြီးထိုးထားပါပေါ့နော်အကောင်ဆုံးမီနူနောက်တစ်ခုကထက်တရာပါသူဆိုင်အောင်သွားရင်မိုဟင်္ဂါစားပြီးရတယ်ထက်တရာတန်းစားလို့ရရပေါ့နော်မမဆောင်ကတော့ဒီထောပဲယူထက်တရာကိုအကြိုက်ဆုံးပါစားကြည့်ကြပါဈေးနှုန်းတွေကလည်း 2300ဝန်းကျင်ဒီနေ့ကတော့မန္တလေးမြို့မနော်ရမညာစီထဲမှာအခုကျော်အခုရောက်နေတဲ့မွှေမွှေးလေးအာလူကျော်ဆိုင်မှာအာလူကျော်သွားဝယ်ဖြစ်ပါတယ်အမှပဲသူတို့ကဆေးကျော်တန့်စင်ပြီးတော့တခါတဲ့အဲအရသာနေပြီးတော့ရောင်းနေပေါ့နော်အဲတာရှိခန့်စီမထည့်ထားပါဘူးတလက်ဆက်မလို့အရန်စားလို့ကောင်းပါတယ်120ဂရမ်ပါတယ်သူတို့တစ်ထုပ်ကိုအဲ6000ကျပ်ပေါ့နော်မမဆိုတော့ cheese အရသာနဲ့ဝယ်ခဲ့ပါတယ်အရသာကတော့10မျိုးရှိပါတယ် ကုန်လုံးအရသာရေးဆမ်းပြီးစားခဲ့ရပါတော့เนาะအကုန်စားလို့ကောင်းနေပေါ့เนาะအဲတော့ဝယ်တဲ့အခါမှာအမီးလေးလေးမြီးပြီးတော့ကိုကြိုက်တဲ့အရသာကိုဝယ်လို့ရပါတယ်တထုပ်ကို6000ကျပ်ပါပါကင်လေးရလည်းအဲတစ်ထပ်လုပ်ပေးထားတာအဆင်ပြေရေပေါ့เนาะပါအလူကြော်လေးရတယ်ပပဟက်ရှက်လေးနဲ့ကျွတ်ကျွတ်ရွရလေးနဲ့အရသာအရန်ရှိရယ်မမဆောင်ကတော့ cheese အရသာနဲ့စားတာပါအဲမနွယ်မညာစေကိုရမယ်ဒီအလူကြော်လေးကိုလည်းဝယ်စားကြည့်ကြပါလို့ recommend ပေးပါတယ် ဟယ်လိုဒီနေ့တော့မဆွန်နဲ့အတူတူတစ်ဖက်မှာ၃ရက်ပဲဖွင့်နေ34လမ်းခုံခုံခွန်ရှိကြကစီချွမ်းမာလာဝသားထုတ်ထိုးဆိုင်လေးကိုလည်းခေကြပါအောင်ဒါကတော့စီချွမ်းမာလာဝသားထုတ်ထိုးလေးပါကိုကြိုက်တာကိုရွေးပြီးတော့တုတ်ခိုင်းလို့ရပါတယ်မာလာအနည်းနဲ့တုတ်ပေးရပါပေါ့နော်ဒါကတော့ဆိုင်ရှင်ကျွေးလိုက်တဲ့လက်ဆောင်မှာဝသားမီဖုတ်ကင်ပေါ့နော်သူတို့ထမင်းဖြူလည်းရတယ်ကြက်ဥချော်လည်းရတယ်ပေါ့နော်တစ်ဖက်ကို၃ရက်ပဲဖွင့်တာပါမဆွန်တို့ကတော့အပတ်တိုင်းစားဖြစ်တယ်ပေါ့နော်ရောက်ရင်ဒီငရုတ်ဒီထောင်းလေးကိုစားခဲ့ကြည့်အရန်ဆက်ပြီးတော့အရန်ကောင်းတယ်ဒါပေမဲ့စားပြီးတော့ ောင်းရင်ဘိုက်မနာဘူးပေါ့နော်သူကဆက်တာတော်တော်ဆက်တယ်ပေါ့နော်အဲမာလာမာလာဒုတ်ထိုးကတပွဲကို8000ကျပ်ပေါ့နော်အဲဒီလိုအဖက်တွေလည်းအရင်ကြီးရဲ့ဒုထိုးကတော့တသေးလေးမဟုတ်ဘူးပေါ့နော်ထမင်းဖြူလေးနဲ့စားထမင်းကလည်းစံကောင်းနေပေါ့နော်တော်တော်စားလို့ကောင်းနေတပတ်မှာ3ရက်ပဲဖွင့်ပါတယ်ဒီဟာကတော့ဝတား6မီဖုတ်ကင်လေးပေါ့နော်ဒါလက်ဆောင်ကျူလိုက်တာပါဒါလေးလည်းကောင်းနေတာ2000တထောင်နဲ့တထုပ်ကို ဟယ်လိုဒီနေ့တော့အမဇွန်ကညနေဖက်မှာစားလို့ရတဲ့အချာကွေးတိုဖူနေလေးသွားစားပြမှာဖြစ်ပါတယ်ဒီဆိုင်ကတော့မနော်ရံမညစီထဲမှာရှိတာပါဒီလိုမျိုးပူနွေးနေတဲ့အရန်အရသာရှိရဲတိုဖူနွေးလက်လာလေးကိုအချာကွေးလေးနဲ့စားတာပေါ့နော်အမဇွန်ကတိုဖူနွေးဆိုရင် ရှမ်းခေါက်ဆွဲအဖက်ဒီအသားတွေနဲ့စားရတာထက်ဒီလိုမျိုးအချာကွေးနဲ့စားရတာကိုအရန်ကြိုက်တာပါချို့လေးပေါ့နော်ကြာညိုလေးရောအဲအဲ့လိုမျိုး တူဘူးလေးရလေအရန်တူဘူးနှွေးကြိုထားရလေအရန်ကောင်းတယ်ပေါ့နော်ဒီအက်တီဆိုင်ကတပွဲကို4000ကျပ်ပါသူကတက်တက်လွတ်ပဲရတယ်ပေါ့နော်အဲရှန်ခေါက်ဆဲဘက်နဲ့ရမယ်ဆန်စီဘက်နဲ့ရမယ်ပြီးရင်ဒီလိုမျိုးအီကြကွေးနဲ့ရမယ်ပေါ့နော် ညနေပတ်ကြမှာမမစုံလိုမျိုးအီချာကွေးတိုးဘူးနေကိုအရန်စားကြလာပြီဆိုရင်မနှော်ရမန်ညစီတဲ့ကဒီရှမ်းချယ်ရီဆိုတဲ့ဆိုင်မှာသွားစားကြည့်ကြဖို့ recommend ပေးပါတယ်အရန်အရန်ကိုကောင်းလို့ပါတပွဲကို၄000ကျပ်ပါ Hello မမစုံပါဒီနေ့တော့မမစုံက 29A လမ်း9 9နှစ်ကြာမှရှိတယ်မန္တလေးရဲ့နမကြီးဘထူးမီးရှိမှာမီးရှိသွားစားမှာဖြစ်ပါတယ်ဒါကတော့အဲမီးရှိကိုစံပြားနဲ့မီးရှိဖက်နဲ့မာထားပါတော့ပွဲသေးတွေပါ ါပွဲသေးရတော့တပွဲကို4500ကျပ်ဖြစ်သွားပါပြီအဲဒီမီးရှိဆိုင်ုံပေါ့နော်မီးရှိအရာတာကိုတော့အရန်ကြိုက်ပါတယ်ဒါပေမဲ့အသားညက်ပေးတာကတော့ဝသားတို့ရိုးဆိုင်နေတဲ့လားငါလားပါပဲအသားတွေကပါရှက်ပြီးတော့ပါတော့မပါဘူးပေါ့နော်ဒီဆိုင်မှာစားမယ်ဆိုရင်တခုတိထားမှာကအငန်လျှော့ခိုင်းမှာအငန်ကြောက်တဲ့သူဆိုရင်သူကအရန်ငန်နေပေါ့နော်အဲ ကျန်တဲ့မီးရှည်အရာသာတော့မန္တလေးမှာသူဆိုင်ရတာအကောင်ဆုံးလို့မှဆိုတော့ထင်ပါတယ်ရှင်အသားကတော့ညက်ပြီးတာအရန်ကိုတေးလွန်အားကြီးပါတယ်အဲပွဲသေးတစ်ပွဲကို4500ဖြစ်သွားပါပြီအရာသာကတော့ဖဲချိန်စားစားတေးနူးထစားလဲဒီအရာသာတိုင်းမပြောင်းမှုပေါ့နော်ကြည့်ပြီးကြရတဲ့အားလုံး Hello မဆွန်ပါဒီနေ့တော့မဆွန်က 33အေလန်း9304ကြားမှာရှိတယ်ဖူးမွန်းဆိုတဲ့ hot dog ရောင်းနေဆိုင်ပေါ့เนาะကွန်တော့လို့လည်းခေါ်တယ်ပေါ့အမ်ကိုရီးယားက street food တမျိုးပေါ့เนาะအမ်အဲ့ဆိုင်လေးမှာသွားစားဖြစ်ပါတယ်မဆွန်စားတော့ mozzarella cheese ရယ်ကြက်ဥချောင်းရယ်အထင်းမှာပါပြီး အပေါ်မှာလည်း cheese slice လေးပါသေးရပေါ့နော် mozzarella cheese တွေရော cheese slice တွေရောနဲ့ဤစိမ့်နေရပဲပေါ့နော်အမှဆိုတော့ mozzarella cheese အရင်ကြိုက်လို့ဒါ mozzarella cheese နဲ့ဟာပဲစားရပေါ့နော်အရိုးရိုးကြက်ဥကြောင်းနဲ့ကြီးပဲဆိုရင်2000ပဲအရင်တန်နေပေါ့နော်ဒီဆိုင်လေးမှာလေးစားကြည့်ကြပါလို့တော့ comment ပေးပါရစေကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ချစ်တဲ့တက်